မင်္ဂလာပါဗျာအားလုံးကြောက်မပါစေချမ်းသာပါစေနော်ဘိုင်းကုမျက်နှာမြင်ဘိုင်းကုလည်းကြောင်းလို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့က၈ရက်လေးလ2025ပေါ့နော်နှစ်ရက်နေ့ကနေပြီးတော့20နှစ်နေ့ဒီတို့ဟိုအပြစ်ခက်ရဆဲတယ်ဆိုပြီးတော့နော်တစ်ဖက်သက်ဒါငလင်ဘေးဒဏ်တင်းတဲ့ပြည်သူတွေကိုဒါကောက်ွယ်ဆော့ဆော့နိုင်အောင်လို့ပြောတဲ့အချိန်မှာဒါတစ်ဖက်ကအကြမ်းဖက်ဖွဲ့တွေကမလုပ်တလဲအကုန်လုံးဝင်တိုက်ပြတယ်နော်အဲ့တော့တမ်းတော့ကိုကို ကတော့ပြည်သူလူထုအတွက်ကြည့်ပြီးတော့တစ်ဖက်ကတော့မိမိတို့ရဲ့အကျိုးစီးပွားအတွက်ပဲကြည့်တာကိုတွေ့ရတယ်ပြည်သူလူထုဘက်ကိုငဲ့ညာထောက်ထားတာကိုမတွေ့ရဘူးအကြဘက်အဖွဲ့တွေကအဲဒါကြောင့်အကြဘက်အဖွဲ့တွေကတအားရုံမှာညင်ဆိုင်တော့တယ်လို့ပြောကြတယ်တပ်မတော်ကလည်းဒီလိုအပြစ်ခတ်ရက်စဲပြီးလိုက်တာဟာကျွန်တော်အနေနဲ့ကိုကြိုးပွင့်ကိုကိုကိုလည်းပဲကြိုးပွင့်ဆွတ်တယ်လို့ဖြစ်နေတယ်ကောင်းမွန်တဲ့လမ်းကြောင်းပို့ပေမဲ့ကောင်းမွန်မှုမရှိဘူးဖြစ်နော်ဒါဟိုကျွန်တော်တို့ဒီနေ့သခိုင်းနှမ်းမှာဖြစ်တာအင်းတော်ဟိုသခိုင်းနှမ်းမှာဆိုလို့ကျွန်တော်မြေကြီးနားနဲ့ ်မန္တလေးမှာအင်းတော့အဲ့မှာလဲ KIA ရဲ့ PDF တွေကဝင်ပြီးတော့တက်ပြီးတော့တိုက်တယ်အဲ့ဂျပန်နိုင်ငံဘက်မှာဒါတောင်းတော်ဘက်ကဒါပေးဆက်မှုတွေဖြစ်လာတယ်ဖလိုင်းဘက်မှာဆိုလဲ color 68တွေဒါပေးဆက်မှုတွေဖြစ်လာတယ်နော်တပိတ်ချင်းဘက်မှာဆိုလဲအခုကျွန်တော်ပြောနေတဲ့အချိန်ဒီ9မိုင်ရွာမှာလဲဒါတောင်းချောက် DLN နဲ့ PDF တွေနဲ့ပေါင်းပြီးတော့တက်မတော်ကိုဒါဝိုင်းတိုက်တာရှိတယ် နော်ရွှေညောင်ဘက်မှာဆိုတော့ရေဘူးရွာဘက်တင်မှာလဲထိုနီးလက်ကောင်းဘက်တောက်လျှောက်အခု double တဲ့တိုက်နေတယ်။ဟိုနေ့ကဆိုလို့ချင်းဒါကျွန်တော်တို့ညောင်ကျိုးညောင်ကျိုးနောက်ခွာစစ်ဆင်ပေးလိုက်တယ်။ကဲအဲ့ညောင်ကျိုးခွာစစ်ဆင်ပေးလိုက်တဲ့အချိန်မှာလဲဒါပေမဲ့ကျွန်တော်တို့ကပြောတင်တာလေဒီမှာလာတိုက်ပြီဆိုရင်ကိုက သူတို့ရဲ့ရုပ်မှမှုကိုဒါကိုရီးယားမျက်တွေ့မြင်ပြီမြင်တကမ္ဘာလုံးလည်းမြင်ပြီတကမ္ဘာလုံးလည်းသိနေသူတို့ဘယ်နဲ့မှနိုင်သောပိုင်ပေါ်မှာဒါသူတို့ဘက်ကမီဒီယာတွေတောက်ဆောင်လွှင့်တာအခုတော့ဒါဒီနေ့ဆိုလို့ချင်းဟလာဟိုနေ့ကိုနိုင်သောပါပြီဒါအင်းတို့ရအပီးအပိုင်သိမ်းလိုက်ပါပြီဒီဂျပန်နိုင်ကိုသိမ်းထားလိုက်ပါပြီတမန်တော်သားအရောက်ဘလောက်လောက်သိမ်းဆုံးပါလဲဒါဟိသူတို့ဖြစ်နေပြီနေချောင်းချင်းလည်းဒါပြင်းနေဖလန်မျိုးနဲ့တမျိုးနဲ့အကုန်လုံးရပါသွားသိမ့်မယ်ကဒါသူတင်တယ်အဲ့ဒါဒီရက်တွေမှာတင်တာဒါအပြစ်ခက်ရဆက်တဲ့အချိန်မှာတင်နေဒါတမလို့လိုက်ကြုံပဲ ကဘာလဲအပြစ်မပြောဘူးမြမဖို့ဆိုတာပေါ့ဘယ်သူမှအပြစ်မပြောဘူးပြောမှာမဟုတ်ဘူးအဲ့တော့ဟိုညောင်ကျိုးဘက်မှာဆိုလဲပါသွားတဲ့ချိန်မှာဒါပေမဲ့ညောင်ကျိုးကျတဲ့ချိန်မှာဒီဟိုအီရီကအယောက်3-5တောင်လောက်ပေးဆက်ပြီးတော့မှဒီညောင်ကျိုးနေရာလေးကိုရတာပြီးတော့တက်ကဒီဘက်ရှုခင်းတာပဲဆိုပြီးတော့ပြန်ပြန်ကျိတ်နေတာရှိတယ်ဒါပေမဲ့အဲ့လာတော့တက်ကအနိုင်ဘက်တီလည်းရှိပါတယ်မရှိဘူးလို့ပြောမှာပေါ့ တကယ်တမ်းကြောင့်လည်းတက်ကဟိုမြားပြီးတော့ဆွဲခေါ်တာမျိုးလည်းရှိပါတယ်သို့တော်လည်းပဲဒီခွင်လေးမှာကျွန်တော်တို့ကြိတ်လိုက်မယ်ဆိုရင်ဗျာအားလုံးကပွဲပြက်ပြီနော်အဲတအားလုံးကပွဲပြက်ပြီဒါနိုင်ငံတော်ဝန်ကြီးချုပ်ကလည်းခုလက်ရှိကျွန်တော်ဘွေချုပ်မင်းကြီးမေအောင်ဦးမေအောင်နိုင်ကိုတော့ကျွန်တော်ဒါတချို့နေရာတွေတော့ကျွန်တော်သဘောကျပါတယ်လေးစားပါတယ်ဒီစီရေးပိုင်းမှာကျတော့ကျွန်တော်အနေနဲ့သဘောကျလာမှုမရှိဘူးဒါကျွန်တော်ပုံလိကခံစားချက်ပဲနော် အဲဒါတော့ကျွန်တော်ဝေဖန်မယ်ဆိုဝေဖန်ဝေဖန်မဝေဖန်နေကျွန်တော်အဲ့ဒီလိုလူတွေဆိုတော့စိတ်ဝင်စားကျွန်တော်ကတော့စီရေးဆွမ်းရင်မှတိတ်ပြီးတော့အားမရဘူးဘာဖြစ်လို့လဲဆိုတော့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်လက်ထက်မှာဟလာဒါတပ်မောင်သားတွေကြာဆုံးမှုတွေတအားများတယ်ပြီးဆက်လိုက်တဲ့နေရာတွေတအားများတယ်တအားများတယ်ရန်သူတွေလည်းတအားများတယ်ရန်သူတအားများတဲ့အချိန်ခါဖြစ်တယ်နော်ရန်သူတွေကတော်တော်ဝိုင်းနေတယ်မိပတ်လည်းဝိုင်းနေတဲ့အချိန်ခါမှာသူဟိုဒါစီရေးမှဆိုတိတ်ပြီးတော့အစိမ်းမပြေဘူးဖြစ်တယ် ကျွန်တော်ပြောချင်တာတက်မလို့တိုက်ဆိုင်ရတိုက်ပရိဒါသမားတွေကိုပရိဒါသမားနဲ့တွဲပေးခဲ့နော်ပြည်သူကိုပြည်သူပဲကူညီခိုင်းလိုက်နော်နိုင်ငံတော်အစင်းနဲ့ကူညီရမယ်ဟာလေနိုင်ငံတော်အစင်းနဲ့ကူညီအဓိကကတော့ကျွန်တော်တိုက်ဝဲနေနိုင်မှာကျွန်တော်တို့တိုင်းပြည်ဟိုငြိမ်းချမ်းပါ တိုင်ဝမ်မနိုင်တော့တော့အဲ့မှာတိုင်နေကျွန်တော်တို့ဒီမှာပရိုက်တာလုပ်နေဘယ်နေ့သေးကြောင်းလဲမသိဘယ်နေ့ဘာဖြစ်အောင်လဲမသိအခုပရိုက်တာသာသွားလို့နေတာအခုငလျင်လုံးလို့သာဟိုဒူရီယာဟိုမြေကြီးရောက်တဲ့နေ့ရောက်သွားလို့ကျွန်တော်တို့ကဲတယ်နေဘယ်နေ့ဘုံတိုင်းနေဘယ်နေ့ကဘာကြီးနေလာပြီးတော့ဘလို့ပြန်စစ်ပွဲမှာမနိုင်ဒီကအဓိကပို့ကြောက်တာအဲငလျင်ဆိုတော့ဘယ်တော့လာမှမသိတဲ့ကိစ္စစစ်ပွဲကမနက်ပြန်တစ်ပတ်လားဆိုတာလာရင်လာမှာပြောလို့မရဘူးနော်အဲ့တော့အဲ့တော့ကျွန်တော်တို့ကတောင်းတော့ပဲအားကိုးနေရဆိုတာဒီတိုက်ပွဲတွေကိုအမြန်ဆုံးဒါဖြည့်ရှင်းနိုင်မှုပဲလိုတယ် ဒါအဓိကနံပါတ်1ကအဲ့ဒါပဲဒီဘက်ကိုလွတ်ထားကျွန်တော်တို့ပရိုက်တာတွေအများကြီးပဲမခိုင်နေဝဲတို့ဘာလို့ကြောင့်အများကြီးပဲဟိုနောက်ကပါလဲနွယ်ဘူးအင်းတို့ဘာတောက်ဆောက်သွားနေတာနောက်ဟိုမွတ်စလင်ကလားလေးဘယ်လိုလဲဟိုကောင်မွတ်စလင်ကလားလေးနေပေါ့ဒီကောင်ဟိုပုတူလားဟာလားအဲအဲအဲကောင်လေးသွားနေကြတာပဲဒါအများကြီးသွားနေကြတာ ။နော်ဒါပြန်လွတ်ပေးထားလိုက်ကျွန်တော်တို့လုံးနိုင်အောင်လုံးမယ်။နိုင်ငံတော်ဆင်းတဲ့လုံးနိုင်အောင်နိုင်ငံတော်ဆိုတော့အဓိကတိုက်ပွဲတွေနိုင်မှုပဲလို့လေ။တိုက်ပွဲတွေအားလုံးကထိချုပ်သွားနိုင်ပြီဆိုတော့ကျွန်တော်တို့အေးကြဲကြဲလေးနဲ့ရှာဖွေစားတော့သွားလာလုတ်ကင်လို့ရ။နေမို့ဆိုဘယ်နေမှာသွားလို့မရအောင်ချောင်းပြစ်တာနဲ့မိုင်းခွဲတာနဲ့မိုင်းဆွဲတာနဲ့ဘာတွေမှလည်းမသိဘူးဖြစ်နေတာ။နော်ပြိုင်တယ်မိုင်းတယ်သူနဲ့မဆိုင်သူတို့ရဲ့ဂျာလေးအသက်ဖြင့်ခံနေရတာဒုက္ခတွေရောက်နေတာအဲ့အားလေးတွေအဓိကကတော့နိုင်ဖို့ပဲနော်ဒီနိုင်ဖို့ပဲဆိုတဲ့နေရာမှာနောက်ထပ်ပြောပြအောင်မယ်ကျွန်တော်ကဟိုမြန်မာလူမျိုး ကျွန်တော်ကျွန်တော်မြန်မာနိုင်ငံကြီးဂုံသိက္ခာကြာသွားမဲ့လို့ကိုကျွန်တော်မလုပ်ဘူးเนาะဘယ်ဥမာပါအခုစကားဆိုကျွန်တော်စီဖုန်းဆက်တယ်เนาะအာစီအဲဝန်နေဖြစ်တဲ့အတွက်ဟာလာတယောက်ကို၃000တောင်းနေတယ်ရာဝတာရာကဝန်နေပါလေရိုင်မှုကလာတောင်းနေတယ်ဩဂရလာတောင်းနေတယ်အခု၃000စီတောင်းနေတယ်တကယ်ဖြင့်ဓာတ်ပုံပို့ဓာတ်ပုံရိုက်ထားလိုက်လှမ်းပို့လိုက်တက်တဲ့တစ်ခုလှမ်းပို့ပြောပေးမယ်เนาะမှန်ကန်ရင်ကုညီပေးမယ်ဓာတ်ပုံပို့လိုက်ခဏကားဆိုလဲပြော ရဲဆိုနေပြောကျွန်တော်ပြောချင်တယ်ဒီလိုလိုင်းပေါ်မှာလိုက်မအောင်ခိုင်းနဲ့လိုင်းပေါ်မှာလိုက်မပြောခိုင်းနဲ့တကယ်ထိထိရောက်လှုပ်ဆင်ချင်တယ်ဆိုရင်ကျွန်တော်ဓာတ်ရိုက်ဆက်ပေးလိုက်ဓာတ်ရိုက်ရောအပိုင်ရဲကိုဒီမှာဒါလေးကူညီပေးပါဆိုကျွန်တော်ပြည်သူလူထုကိုကူညီတာရတယ်ပြည်သူလူထုရဲ့ဒုက္ခကိုကူညီပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ရတယ်ဒါနဲ့ဒီလိုမျိုးအောင်ပေးပါဆိုကျွန်တော်နိုင်ငံကိုဖျက်ဆီးတာကျွန်တော်နိုင်ငံရဲ့လူမျိုးတွေကျွန်တော်နိုင်ငံရဲ့အတိုင်းအတာမှာရှိနေတဲ့ဟာလာနိုင်ငံအုပ်ချုပ်ရေးနဲ့ကလဲပတ်နေတဲ့သူတွေ နိုင်ငံထဲမှာရှိနေတဲ့လူတွေကိုတခြားနိုင်ငံလူတွေကပါသာတိပြီးတော့အာအဒီနိုင်ငံကြီးကဒလိုကြီးပြက်စီနေတာဒလိုကြီးဘွားဘွားနေတာဆိုပြီးတော့ဘာမှမဟုတ်တာလေးကိုကျွန်တော်တကဘာလုံးကျွန်တော်မြန်မာလူမျိုးတွေဂုံသိက္ခာကြောင့်ကျွန်တော်မလုပ်ပေးနိုင်ဘူးတကယ်ကျွန်တော်ကိုစေဥတွေပဲဖြစ်ဖြစ်ဘာအကြောင်းမှဖြစ်ဖြစ်ခဏတော့လက်ပေးလိုက်လို့ဖြစ်ခဲ့လို့နစ်နာခဲ့တယ်ဆိုလို့ချင်းဓာတ်ပုံတက်တဲ့တကားနဲ့ပြောကျွန်တော်ပြောပေးမယ်တက်ဆိုင်ရာထိရောက်အောင်ပို့ပေးမယ်လို့ဒါပိုင်ရဲကိုပြောပြမယ်နော်ပိုင်ရဲကိုပြောခြင်းနဲ့ဒါကစိတ်ဆိုးလို့ပြောတာမဟုတ်ဘူး အဲဒီတိုင်း line ပေါ်မှာအော်ပြောခိုင်းတယ်ဆိုတော့အော်ခိုင်းရအောင်နဲ့ကျွန်တော်အော်ပေးနေတဲ့သူလည်းမဟုတ်ဘူးကျွန်တော်ကူညီပေးနိုင်အောင်တဲ့အနေအထားမျိုးပိုင်ရဲကိုဒါလေးတော့ငါ့ကိုပြောပေးပါဆိုရင်ကျွန်တော်ဟိုဟိုဒါတယောက်နဲ့တယောက်ဟိုလေးစားမှုတစ်ခုရှိမှဆိုတော့ကျွန်တော်ကူညီပေးလို့ရတယ်နော်အော်ပေးပါဆိုတာတော့မစိမ်းသာနဲ့ကျွန်တော်အော်နေတဲ့သူလည်းမဟုတ်ဘူးဒါလေးကူညီပေးပါဆိုကူညီပေးမယ်ကျွန်တော်ပြောလို့မရတော့မှဒါပြောသိနေဆိုတဲ့အချိန်ကျရင်ကျွန်တော်ထုတ်ပြောပေးမယ်ဒါလေးကတော့ကျွန်တော်ပြက်ပြက်သားသားစကားပြောတာ ဒါပရိုက်တာသမားတွေကိုကျွန်တော်တို့ကိုလွတ်ပေးထားလိုက်ပါဆိုတဲ့နေရာမှာကျွန်တော်တို့ကတော့တောင်းတော်တောက်ခံနေတဲ့အနေအထားမျိုးတွေကိုအားလုံးကသိရှိနေတဲ့အတွက်ဒါကျွန်တော်တို့ကိုတိတ်ပြီးတော့ဟိုနေမော့လူရမသွင်းတဲ့သူကတော့များတယ်ဒါမှနဲ့ကားပြဒါကျွန်တော်မှဒါလူတန်းကန်လိုက်တဲ့သူတွေကတော့ရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကဒီအင်းဝဘက်ကိုသွားလူပေးဖို့ရှိတယ်အင်းဝဘက်ကလူတွေကစားဝတ်နေရေးအရန်ဒုက္ခရောက်တယ်ထမင်းစားဖို့စံမရှိကြဘူး နော်အဲ့လိုမျိုးတွေဖြစ်တယ်တချို့ဖုံးကြီးတောင်းနေမှာဆိုရင်ဖုံးကြီးနေရာလဲအဲဒီလိုအပြင်စီးပွားထွက်ရှာလို့မရအောင်ဒီပြည်သူတွေမှာဒကာဒကာမတွေဆိုင်ရှိမှာဖုံးကြီးမှာစံတစွန်းရောက်မှာဒကာတော်မတွေမှာစံတအိတ်ရှိမှာဖုံးကြီးမှာစံတစွန်းရောက်မှာ နော်အဲ့တော့ဒကာဒကာမကြီးမှာလဲစံအိတ်လည်းမရှိတော့ဖုံးကြီးကပါလေရေပဲတော့ရေတော်မှရှာအောင်မှာအဲ့လိုမျိုးဖြစ်တယ်အဲ့လိုဒုက္ခရောက်နေမှာအဓိကရဟန်းတက်ငါးနေမှာဆိုပို့ဆိုးတယ်တင်ငန်းညာသာမရှိတော့ဘူးလူတွေကတော့ကြုံရဝတ်လို့ရမယ်ဖုံးရတဲ့ကြုံငန်းကြုံရဝတ်လို့မရအောင်အဲ့တော့ လူပေးကျင်တဲ့ညီအစ်ကိုမမများလဲဒါရဟန်းတန်ခါများကိုလည်းလူပေးဖို့အတွက်ကိုတိုက်တွန်းပါတယ်တကယ်နိုင်ငံမှာနိုင်ငံကျော်နေတဲ့ဆယ်လီတွေပုံကိုလေးအားလုံးကိုလည်းဒီနေရာနေပြီးတိုက်တွန်းပါတယ်เนาะပိုင်ရဲကိုတို့ကတော့ဟိုနေမဟုတ်တဲ့အတွက်ဒါနဲ့တပ်မတော်ကိုဟိုထောက်ခံနေတဲ့ဘောမာလေးဘာညာဆိုပြီးတော့အပြောခံနေရတဲ့သူတွေလည်းဖြစ်တဲ့အတွက်ဒါပံ့ပိုးမှုအားတော့အပြင်လူတွေပံ့ပိုးမှုအားတော့နဲတာပေါ့เนาะနဲတဲ့အခါကျတော့ရတာလေးနဲ့ပဲလိုက်ပြီးတော့လူပေးရတာရှိတယ်အဲ့တော့ကျွန်တော်ပြောတဲ့သူကလည်းရှိပါတယ် အဲပိုင်ရဲကဘာမှထွက်တဲ့နေမှာပတ်စံတိတ်မထွက်တော့ကျွန်တော်လည်းကျွန်တော်ရှိတဲ့ပတ်စံနဲ့ပဲရထွက်ပြီးတာနော်ကျွန်တော်ကဒီလိုမျိုးပံ့ပိုးမှုအာတိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တက်မတော်မှာဘောမှဆိုပြီးတဲ့ပုံစံမျိုးနဲ့လည်းအကုန်လုံးကမြင်သားတယ်အဲအဲ့ဒါအရင်ကကျွန်တော်ကိုယွန်ရှာတဲ့သူတွေလည်းဖြစ်မှာပေါ့ဗျာဒါတော့ကျွန်တော်ပြောလို့မရဒါပေမဲ့ကျွန်တော်စေတနာတော့ကျွန်တော်အမှန်ကန်ပဲကျွန်တော်ရှိတာလည်းပြီးခဲ့ပါတဲ့30ထည့်ပြီးလှူတယ်ကျန်တဲ့လူတွေထည့်တာနဲ့လှူတယ်ကျွန်တော်နေပြီးတော့တောက်လျှောက်လှူပေးတယ် ဒီချိန်မှာအင်းဝါကိုစံနေလို့တဲ့ဆိုတော့စံလောက်ထိကျွန်တော်မှအရေးချင်းရတယ်ကျွန်တော်စံနေဝယ်ပြီးတော့ကျွန်တော်လှူမယ်အဲရောက်အောင်သွားပို့ပေးမယ်အဲ့လောက်ထိအရေးချင်းကျွန်တော်မှမရှိတော့ဘူးဆိုလို့ရှင်လည်းကျွန်တော်အဆင်ပြေသလိုသွားလှူပေးမယ်ကျွန်တော်လူကိုင်းလိုက်တဲ့ညီကောင်မတွေရှိတယ်ညာဘက်မှာဆိုလို့ချင်းအဖုံးနဲ့ဖွား9000ထပ်လူကိုင်းနဲ့နောက်ကမူတော်ကအကူက9000ဥဆုတင်ပါနော်မိသားစုက9000ဒီတញင်ကရန်ကုန်ကဦးသိန်းမျိုးနဲ့ဒေါ်သိန်းသိန်းဆင်းကတသိန်းဦးကျော်ကျော်ဟိမမမောင်အောင်က3000 မန္တဒါပခုတ်ကူဘက်ကမန္တနီနိုင်ရလဲ2000အန်ဒီဒေါ်မမဝင်းရပျော်ဝဲရတသိန်းနောက်တစ်ခါမေမျိုး DSC တွေကအန်ဒီဒေါ်မအဲနာမည်ထုံးမမမိတော့ပါဘူးအန်ဒီရလဲတသိန်းသူကအန်ဒီအဲ့အန်ဒီရဆိုရင်ရေပြီးတော့လဲလှူတယ်အခုလဲပိုင်ရဲကိုဆိုပြီးတော့လမ်းပြီးလှူတယ်အဲ့ဒီတော့အဲ့ရလေးတွေကျွန်တော်စုပြီးတော့ကျွန်တော်လဲတတ်နိုင်တာဘယ်လောက်တတ်နိုင်အောင်လဲမသိသေးဘူးကျွန်တော်လဲပတ်စံလေးပြန်ရှာကြည့်ကြည့်လိုက်အောင်မယ်အဲတန်းတန်းအားလေးပေါင်းပြီးတော့ကျွန်တော်လည်းဆိုင်းဝင်နိုင်လားဆိုင်းဝင်နိုင်တော့အနေဒါရှိလား အဲတော့ပို့နိုင်တော့အနေဒါရှိတယ်ဆိုရင်တော့ကျွန်တော်တော့ပို့ပေးပါမယ်အဲတကယ်လို့ကျွန်တော်ဒီကြားထဲမှာကျွန်တော်73ရက်နေ့နဲ့72ရက်နေ့ကြားထဲမှာတွားမှာဖြစ်တဲ့အတွက်တူတန်းကိုင်းမယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်က39652 454485ဖြစ်ပါတယ်အဲ့ဒါကျွန်တော်လူတန်းခိုင်းလို့ရပါတယ်ဗျာเนาะကျွန်တော်လူကန်းလူတန်းခိုင်းလို့ရပါတယ်အဲကျွန်တော်ရဲ့ KB ရောဝေပရောဖုန်းရောကျွန်တော်စီကိုဖုန်းဆက်ပြီးတော့လည်းပြောလို့ရပါတယ်เนาะအဲ့ဒါလေးတော့ကျွန်တော်ပြောပြရစီဖုန်းနံပါတ်ကစောစောကျွန်တော်ပြောခဲ့တယ်လို့ပါပဲ 3969နဲ့454485ပါအဲကျွန်တော်လူခိုင်းမယ်ဆိုလို့ရှင်လူခိုင်းလို့ရပါတယ်လို့ဆက်အကြောင်းပြောနေမှာ